ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကတော့ကိုလတ်ဖြစ်ပါတယ်ဒီနေ့ကျွန်တော်မျှဝေပေးမယ့်အကြောင်းအရာလေးကတော့လွန်ခဲ့တဲ့နှစ်ပတ်လောက်ကကျွန်တော် posting ခဲ့တဲ့ The Universal Law of Reaping and Sowing လို့ခေါ်တဲ့စိုက်ပျိုးခြင်းနဲ့ဈေးတင်ခြင်း စကြဝဠာနေရာမှာအကြောင်းလေးပဲဖြစ်ပါတယ်အတိတ်ပဲကတော့တင်စိုက်ပျိုးခဲ့တဲ့အရာကိုတင်ပြန်ရိတ်သိမ်းရမယ်ဆိုတာပါပဲဒီဗီဒီယိုလေးကနေပြီးကျွန်တော်ကမိတ်ဆွေတို့အတွက်အရန်ရေးကြည့်တဲ့ Universal Law တစ်ခုကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီနေရာမှာဟာကဘာပေါ်မှာရှိတဲ့တက်ရှိတွေ အားလုံးနဲ့ပတ်သက်နေပါတယ်။ဒီအကြောင်းအရာတွေကိုဒါမိတ်ဆွေသိခဲ့ရင်မိတ်ဆွေတို့ကိုယ်တိုင်သဘောကျလိမ့်မယ်လို့ထင်ပါတယ်။စัจ java လာထဲမှာရှိတဲ့အရာအားလုံးဟာစัจ java လာကသတ်မှတ်ထားတဲ့နေရာမှာတွေအတိုင်းလဲပတ်နေကြရပါတယ်။ဒီနေရာမှာတွေကတင်ပေနေရာမှာပဲရောက်နေနေတင်းပေါ်တက်ရောက်မှုတွေရှိပါတယ်။ အဲ့ဒီနေရာမတွေတဲကအချို့နေရာမတွေကတော့ရုပ်ပိုင်းဆိုင်ရာနေရာမတွေဖြစ်ပြီးကြံတဲ့နေရာမတွေကတော့ထိတွေ့ကင်တွေ့လို့မရတဲ့ကွမ်တန်နေရာမနဲ့စိတ်ပိုင်းဆိုင်ရာနေရာမတွေပဲဖြစ်ပါတယ်သိပ္ပံပညာရှင်တွေကကဘာပေါ်မှာရှိတဲ့ကွမ်တန်အကြောင်းကိုပို့ပြီးနှစ်နှစ်ချွတ်ချွတ်လေ့လာလေးလေးအသိပညာနဲ့လူတွေရဲ့စန္ဒအတွေအပေါ်မှာအဲ့ဒီကွမ်တန်တွေရဲ့တက်ရောက်မှုကဩဇာကြီးမားနေပုံကိုပို့ပြီးသိလာလေးလေးပဲဖြစ်ပါတယ်အယ်ဘတ်အိုင်းစတိုင်းပြောခဲ့ဘူးတာရှိပါတယ် စัจ java လာနိယာမမှာစိတ်ဝိညာဉ်ရှိတယ်ဆိုတာသိပ္ပံပညာကိုတထဲဝင်ဝင်လေ့လာနေတဲ့သူတိုင်းယုံကြည်လက်ခံလာကြပါပြီတဲ့။နောက်ပြီးစိတ်ပိုင်းဆိုင်ရာဥပရိသဟာရုပ်ပိုင်းဆိုင်ရာဥပရိသလိုပဲအားထားယုံကြည်လို့ရပါတယ်။ပြီးတော့အဲ့ဒါကကဘာပေါ်မှာရှိတဲ့တက်ရှိတွေရဲ့နေစဉ်ဘဝတွေမှာအများကြီးတက်ရောက်မှုရှိနေပါတယ်။ရှေးပညာရှိကြီးတွေအတွေးခေါ်ပညာရှင်တွေဟာဒီစိတ်ပိုင်းဆိုင်ရာဥပရိရဲ့အရေးပါပုံတွေကိုပြောလာခဲ့တာနှစ်ပေါင်းထောင်ချီနေပါပြီ။ ဒါပေမဲ့လူတော်တော်များများကတော့ဒီအကြောင်းကိုအခုထိသတိမပြုမိကြသေးပါဘူးဒီဗီဒီယိုမှာတော့ကျွန်တော်စိတ်ပိုင်းဆိုင်ရာဥပဒေတရတွေထဲကတစ်ခုကိုမိတ်ဆွေတို့ကိုပြောပြပေးသွားမှာပါမိတ်ဆွေရဲ့ကိုပိုင်ကဘာလေးကိုဖန်တီးပုံဖော်တဲ့နေရာမှာအခုကျွန်တော်ပြောပြသွားမယ့်အရာတွေကိုတေချာလိုက်နာခဲ့မယ်ဆိုရင်မိတ်ဆွေရဲ့ကိုပိုင်ကဘာကြီးကိုလုံးဝပြောင်းလဲသွားစေမှာပါအခုကျွန်တော်ပြောပြပေးမယ့်ဥပဒေတကိုပိုင်နိုင်ရင်ရုပ်ပိုင်းဆိုင်ရာဥပဒေတရတွေထဲကဘယ်အရာကိုမဆိုမိတ်ဆွေပြောင်းလဲသွားနိုင်မှာဖြစ်ပါတယ် အချက်လက်တွေကတော့အယန်းကိုရိုးရှင်းပြီးအယန်းကိုလွယ်ကူပါတယ်အသုံးပြရတာအယန်းရိုးရှင်းလွယ်ကူတဲ့အတွက်ကြောင့်အချို့တော်တော်များများကဒီအချက်ကိုလက်မခံနိုင်ကြပါဘူးဘာကြောင့်လဲဆိုတော့လူသားတွေဟာရိုးရှင်းလွယ်ကူတဲ့အရာတွေဆိုရင်တိတ်အထင်မကြီးတတ်ပဲရှုပ်ထွေးနဲ့နေတဲ့အရာတွေကိုပဲတံပိုးထားတတ်ကြလို့ပါစာရေးဆရာလည်းဖြစ်တဲ့ထရိနာတယောက်လည်းဖြစ်တဲ့ဝီလျံဂေါ်ဒန်ကပြောပြပါတယ်။ကြီးမြတ်တဲ့စိတ်ကူးစိတ်တမ်းတွေအားလုံးဟာ အယူရှင်ဆုံးစိတ်ကူးစိတ်တမ်းတွေပဲဖြစ်ပါတယ်တဲ့အဲ့ဒီအယူဆကအယမ်းမှန်တယ်လို့ကျွန်တော်ပြောချင်ပါတယ်စัจ java လာနေရာမတွေကတော့အများကြီးရှိပါတယ်ဒါပေမဲ့အခုကျွန်တော်ပြောမယ့်အရာကစိုက်ပျိုးခြင်းနဲ့ရိတ်သိမ်းခြင်းဆိုင်ရာစัจ java လာနေရာမှာပဲဖြစ်ပါတယ်ဒီစัจ java လာနေရာမကမိတ်ဆွေရဲ့စိတ်ထဲမှာဘယ်အရာကိုပဲစိုက်ပျိုးပါစီပြင်ပလက်တွေ့ကပါမှာမိတ်ဆွေဟာအဲ့ဒီစိုက်ပျိုးလိုက်တဲ့အရာရဲ့အတိအပွင့်တွေကိုခံစားရမှာဖြစ်ပါတယ်ပန်းသီးပင်တစ်ပင်ကိုစိုက်ပျိုးသလိုပါပဲ ပထမဦးဆုံးအနေနဲ့မိတ်ဆွေဟာအာဟာရတပြည့်ဝတဲ့မြေစီကိုရွေးချယ်ရပါတယ်။ပြီးရင်မိတ်ဆွေစိုက်ပျိုးမဲ့ပန်းသီးရဲ့မျိုးစီကိုရွေးချယ်ရပါတယ်။ပြီးရင်အဲ့ဒီပန်းပင်လေးကိုနေအောင်ကြီးနဲ့တင်းတင်းတဲ့ရေပမာဏဖြစ်တင်ပေးရပါတယ်။အချိန်ကျလာတဲ့အခါမှာအဲ့ဒီမျိုးစီလေးကနေအပင်ပေါက်လာပါတယ်။အဲ့ဒီအပင်လေးကနောက်တစ်ချိန်မှာပန်းသီးပင်ကြီးဖြစ်သွားပါတယ်။ကျွန်တော်တို့ရဲ့ရေမှန်းချက်ပန်းတိုင်ဟာလည်းဒီတိုင်းပါပဲ။မြေစီလာကတော့ကျွန်တော်တို့ရဲ့စိတ်ပါ။မျိုးစီကတော့ကျွန်တော်တို့ရဲ့အတွေးခေါ်ပေါ့။ရေကတော့ကျွန်တော်တို့ရဲ့လှုပ်ဆောင်မှုပါ။ နေကတော့ကျွန်တော်တို့ရဲ့စိတ်ခံစားချက်ပါကျွန်တော်အာမခံနိုင်တာတခုကမိတ်ဆွေတို့ရဲ့စိတ်ထဲမှာတခုခုကိုစိတ်ကူးကြံစီလိုက်ပြီးဆိုတာနဲ့အဲ့ဒီအရာကမိတ်ဆွေတို့ပိုင်ဆိုင်တဲ့အရာလို့မိတ်ဆွေတို့ရဲ့စိတ်ကမှတ်ယူလိုက်ပါတယ်အဖြစ်ဖြစ်နဲ့အဲ့ဒီစိတ်ကအပင်ပေါက်လာတယ်ဒါဟာလုံးဝရှောင်လွဲလို့မရပါဘူးလူအများစုကသူတို့လိုချင်တဲ့အရာတွေကိုအခြားသူတွေကိုပေးလိပေးထားမရှိကြပါဘူး။ဘာကြောင့်လဲဆိုတော့သူတို့မလိုချင်တဲ့အရာကိုပဲတပါးသူကိုပေးဖို့တွင်းနေတတ်ခဲ့တဲ့အကျင့်ချောက်ပါပဲ။ မိတ်ဆွေတို့ဒီစကားကုန်းကိုကြားမှုမှာပါစွမ်းအင်ဆိုတာသူ့ကိုစွဲငင်တဲ့သူစီကိုစီးဝင်တယ်အဲ့ဒီအရာကတကယ်ကိုအမှန်တရားပါပဲအရာအလုံးမှာသူ့စွမ်းအင်နဲ့သူရှိကြပါတယ် positive energy negative energy ဆိုပြီးအပြုတ်သဘောဆောင်တဲ့စွမ်းအင်နဲ့အပြတ်သဘောဆောင်တဲ့စွမ်းအင်ဆိုပြီးရှိပါတယ်အဲ့ဒီစွမ်းအင်တွေဟာသူနဲ့တူတဲ့စွမ်းအင်တွေကိုစွဲငင်ပါတယ်အပြတ်သဘောဆောင်တဲ့စွမ်းအင်ကိုယူပြီးအပြုတ်သဘောဆောင်တဲ့စွမ်းအင်ကိုထုတ်လွှင့်လို့မရပါဘူး။ပန်းနီးပင်ကိုစိုက်ပြီးလိမ်မော်သီးတီးချင်လို့မရသလိုပါပဲ အလားတူပါပဲမအောင်မမြင်ဖြစ်နေတဲ့စွမ်းအင်တွေကိုစွမ်းငင်ယူပြီးအောင်မြင်အောင်ဖန်တီးယူခြင်းလို့မရပါဘူးတကယ်လို့သင်ဟာသင်မဖြစ်စေချင်တဲ့အကိစ္စတစ်ခုအကြောင်းကိုစဉ်းစားနေမယ်ဒါမှမဟုတ်သင်ကြောက်တဲ့အရာတစ်ခုအကြောင်းကိုစဉ်းစားနေမယ်ဆိုရင်သင်ဟာအဲ့ဒီအပင်ကိုစိုက်ပျိုးနေတယ်လို့ပါပဲသင်စိုက်ပျိုးတဲ့အရာကိုသင်ပြန်ရိတ်သိမ်းရတဲ့စัจ java လာနိယာမအရာသင်ဟာအဲ့ဒီအပင်ကိုပြန်လဲရိတ်သိမ်းရမှာဖြစ်ပါတယ်မိတ်ဆွေရဲ့စိတ်ဒါမှမဟုတ်တိမှုဟာပကတိအရှိတရားနဲ့ဆက်ဆက်မှုရှိပါတယ် အရာတစ်ခုကိုအချိန်ကြာစဉ်းစားမယ်ဆိုရင်အဲ့ဒီအရာဟာပိုပြီးအစမ်းထက်လာတတ်ပါတယ်။နောက်ပိုင်းမှာအကောင့်ထဲပေါ်လာပါတယ်။ကျွန်တော်မိတ်ဆွေတို့ကိုမြင်မြတ်မှတ်ထားစေချင်တဲ့စကားထွန်းရှိပါတယ်။အဲ့ဒီစကားကမိတ်ဆွေတို့ကိုမှန်မှန်ကန်ကန်တွေးတက်အောင်လမ်းပြပေးပါလိမ့်မယ်။အဲ့ဒီစကားကတော့တင်ဘဝဟာတင်တွေးထင်တယ်လို့ဖြစ်လာပါလိမ့်မယ်ဆိုတာပါပဲ။ကျွန်တော်ဘာကြောင့်ဒီစကားကိုဒီလိုရဲရဲရင်ပြောရတာလဲဆိုတော့အကြောင်းရှိပါတယ်။အဲ့ဒီစကားကပဲကျွန်တော်ရဲ့ဘဝတစ်ခုလုံးကိုပြောင်းလဲပေးခဲ့လို့ပါ။ ကျွန်တော်အခုမိတ်ဆွေတို့ကိုပြောပြနေတယ်လို့ပဲဆရာတယောက်ကကျွန်တော်ကိုဒီစကားတွေပြောပြပေးခဲ့ဘူးတဲ့ကျွန်တော်ရဲ့ဆက်ရဥယျာဉ်တစ်ခုဖြစ်နေတယ်ဆိုတာကျွန်တော်သဘောပေါက်လာတဲ့အခါကျွန်တော်ကကျွန်တော်စိုက်ပျိုးချင်တဲ့အပင်ကိုပဲစိုက်ပျိုးခဲ့ပါတယ်ကျွန်တော်တို့ဘာကိုလိုချင်လဲဆိုတာကိုကိုယ်တိုင်သိအောင်အရင် လုပ်ရပါမယ်အဲ့ဒါဟာတိတ်ကိုအရေးကြီးတယ်လို့ကျွန်တော်ဆရာကပြောပါတယ်ဒါကြောင့်ကျွန်တော်လိုချင်တဲ့အရာတွေကိုကျွန်တော်စာရွက်ပေါ်ချရေးခဲ့ပါတယ်ကျွန်တော်ဖြစ်ချင်တဲ့ဘဝပုံစံကိုကျွန်တော်စိတ်ကူးပုံဖော်ပြီးစာရွက်ပေါ်မှာအသေးစိတ်ရှင်းရှင်းလင်းလင်းချရေးလိုက်ပါတယ် ျွန်တော်တခုပြောချင်တာကအဲ့ဒီအရာတွေလုတ်ခဲ့တုန်းကကျွန်တော်မှာပတ်စံတပြားမှမရှိပါဘူးအမအိမ်ကအိမ်ခန်းချင်းချင်းလေးမှာကျွန်တော်ရဲ့ကျွန်တော်မျိုးသမီးရဲ့မွေးကင်းစသားလေးရဲ့နဲ့အတူတူကပ်နေရတဲ့အချိန်မှာဒါပေမဲ့ကျွန်တော်ရဲ့စိတ်ကူးအိမ်မက်ကိုကျွန်တော်ရဲ့စိတ်ဥယျာဉ်ထဲမှာအအောင်မြင်မြင်စိုက်ပျိုးနိုင်မယ်ဆိုတာကိုကျွန်တော်ယုံကြည်ခဲ့တယ်။ဒါကြောင့်နေ့တိုင်းနေ့တိုင်းကျွန်တော်ရဲ့ရေမှန်းချက်ပန်းထိုင်ကိုပဲကျွန်တော်အာရုံစိုက်တယ်။ပြီးတော့ကျွန်တော်ရေးထားတဲ့အတိုင်းကျွန်တော်လိုချင်တဲ့ဘဝကိုအတတ်တတ်အခါခါစိတ်ကူးပုံပေါ်ကြည့်တယ် ကျွန်တော်ဟာကျွန်တော်ရဲ့ရင်မှန်းချက်ပန်းနိုင်တွေကိုစိတ်ကူးပုံပေါ်ကြည်လွန်းလို့ဘယ်ဟာကတကယ်ဘယ်ဟာကစိတ်ကူးရင်ဆိုတာတော့သိမကွဲတော့ပါဘူးကျွန်တော်သတိမထားမိလိုက်ခင်မှာပဲကျွန်တော်ရဲ့တွေးခေါ်မှုပုံကပြောင်းလဲလာခဲ့ပါတယ်ကျွန်တော်အနီနာပတ်ဝန်းကျင်မှာပြောင်းလဲမှုတွေစတင်ဖြစ်ပေါ်လာခဲ့တယ်ကျွန်တော်ကကျွန်တော်ရဲ့ရင်မှန်းချက်ပန်းနိုင်ကိုအကောင့်ထဲပေါ်အောင်ကူညီနိုင်မဲ့လူပုဂ္ဂိုလ်တွေအခွင့်အလမ်းတွေစိတ်ကူးစိတ်တမ်းတွေကိုစတင်ပြီးဆွဲငင်လာနိုင်ခဲ့ပါတယ်ဒီထဲကနေပြီးတော့မှအချို့ရင်မှန်းချက်ပန်းနိုင်တွေကအကောင့်ထဲပေါ်ဖို့ လအနေငယ်လောက်ကြာပြီးအချို့ရေမှန်းချက်ပန်းတိုင်တွေကတော့အချိန်နှစ်နှစ်သုံးနှစ်လောက်ကြာမြင့်ခဲ့ပါတယ်ကျွန်တော်တို့အမြဲမှတ်ထားရမှာကကျွန်တော်တို့ရဲ့ရေမှန်းချက်ပန်းတိုင်တွေဟာအကောင်အထည်ပေါ်ဖို့အချိန်ကာလလိုအပ်ပါတယ်အပင်တပင်ကိုစိုက်ပျိုးတဲ့ຢာတွေရှိတယ်လို့အဲ့ဒီအပင်ကိုရိတ်သိမ်းဖို့အတွက်စောက်ဆိုင်ခဲ့ရတဲ့ຢာတွေလည်းရှိပါတယ်အဲ့ဒီရဖြစ်စဉ်တွေကိုမိတ်ဆွေကအမြန်လုပ်ယူလို့မရပါဘူးကျွန်တော်တွေးရှိလာခဲ့ရတဲ့အတွေ့အကြုံရအောင်မြင်မှုစီသွားတဲ့ဖြစ်စဉ်ကသူဖြတ်သန်းနေတဲ့ကာလအတွင်းမှာ အဲ့ဒီအနာဂတ်ရင်မှန်းချက်ပန်းတိုင်တွေအကောင့်ထဲပေါ်အောင်ကူညီပေးနိုင်မဲ့အရေးချင်းတွေကိုအဲ့ဒီဂျားကာလထဲမှာပြုစုပြောထောင်မှုအခြေသတ်မှတ်ပေးထားပါတယ်။မိတ်ဆွေကအဲ့ဒီဖြစ်စဉ်ကိုပြောင်းလဲနေတဲ့တလျှောက်မှာမိတ်ဆွေလိုချင်တဲ့လူတယောက်အဖြစ်ကိုပြောင်းလဲလာပါလိမ့်မယ်။မိတ်ဆွေဘယ်တော့မှမလုံနိုင်ဘူးလို့ထင်နေတဲ့အရာတွေကိုမိတ်ဆွေလှုပ်လာနိုင်ပါလိမ့်မယ်။မိတ်ဆွေရဲ့ရင်မှန်းချက်ပန်းတိုင်ကမိတ်ဆွေရဲ့မသိစိတ်တွေရောက်သွားပြီးဆိုရင်မိတ်ဆွေဟာကိုမလုံနိုင်ဘူးလို့ထင်တဲ့အရာတွေကိုလှုပ်ချင်လာပါလိမ့်မယ်။အတွေးတွေကအလုပ်ကိုမွေးထုတ်ပေးပါတယ်။ လှုပ်ဆောင်မှုမပါပဲဘယ်ရင်မှန်းချက်ပန်းနိုင်ကားမှအကောင့်ထဲမပေါ်နိုင်ပါဘူးမိတ်ဆွေရဲ့ဆက်ရဥယျာဉ်တစ်ခုလိုဖြစ်နေတဲ့အတွက်ပေါင်းပင်တွေဟာလည်းအခါအားလျော်စွာပေါက်ပွားလာနိုင်ပါတယ်ပေါင်းပင်တွေဆိုတာကတော့အပြတ်သဘောအတွေးတွေဖြစ်ပါတယ်ကြာရှုံးတော့မယ်လို့တွေးတဲ့အတွေးတွေတန်ရအတွေးတွေကိုခေါ်ပါတယ်ပေါင်းပင်ဟာပန်းသီးပင်နဲ့မတူပါဘူးသူကစိုက်ပျိုးစရာမလိုပဲအလိုလျောက်ပေါက်ပွားလာနိုင်ပါတယ်ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာကြီးဟာအပြတ်စွမ်းအင်တွေဝမ်းနဲ့ပူဆွေးမှုတွေနဲ့ပြည့်နှက်နေတဲ့အတွက် ကျွန်တော်တို့ရဲ့မသိစရာအဲ့ဒီအပြတ်စွမ်းအင်တွေကိုသူ့အလိုလျောက်စွဲငင်ယူနိုင်ပါတယ်။ဒါကြောင့်မနဲ့မိုးလင်းအိယာထားတဲ့မိတ်ဆွေရဲ့ဥယျာဉ်ကိုရေလောင်းပေါင်းတင်ပေးပါ။မိတ်ဆွေအတွက်မလိုအပ်တာတွေကိုပေါင်းတင်ပါ။ပေါင်းမင်းတွေကိုအမြစ်ကနေဆွဲနှုတ်ပစ်ပါ။အောင်မြင်တဲ့ဥယျာဉ်မှုတရားကသူ့ရဲ့ဥယျာဉ်ကိုအမြဲအရေးတကြီးကြီးစောင့်ရှောက်တတ်ပါတယ်။မိတ်ဆွေလည်းအောင်မြင်ခြင်းကိုယ့်ရဲ့စိတ်ဥယျာဉ်ကိုအမြဲစောင့်ရှောက်ပါ။ပျော်ရွှင်မှုကြွယ်ဝချမ်းသာမှုကျင်နာမှုခွင်လွတ်မှုချစ်ခင်မှုနားလည်မှုကျေးဇူးတည်တတ်မှု ပေါများကြွယ်ဝမှုစတဲ့မျိုးစေ့တွေမိဆွေရဲ့စိတ်ဥယျာဉ်ထဲမှာအပင်ပေါက်လာတာကိုဂယုတဆိုင်စောင့်ကြည့်ပါဘဝဆိုတာကိုစိုက်ပြိုးတဲ့အရာကိုကိုပြန်ရိတ်သိမ်းရတာပါမိဆွေထုတ်လုပ်လိုက်တဲ့အရာကိုမိဆွေပြန်ရပါတယ်မိဆွေသူများကိုဆက်ဆံလိုက်တဲ့ပုံစံမျိုးမိဆွေလည်းပြန်ဆက်ဆံခံရပါလိမ့်မယ်မိဆွေသူများကိုပြောတဲ့ပုံစံလိုမျိုးသူများတွေကလည်းမိဆွေကို ပြန်ပြောပါလိမ့်မယ်မိဆွေဒါတွေသိပြီးဆိုရင် Facebook ပေါ်ဆဲဆိုနေတာတွေ သူများကိုလောင်ပြောင်နေတာတွေကိုဘယ်တော့မှမလုပ်ပါနဲ့မိတ်ဆွေထုတ်လွတ်လိုက်တဲ့အတိုင်းမိတ်ဆွေပြန်ရပါလိမ့်မယ် Florence Convention ပြောတာတခုရှိပါတယ်ဘဝဆိုတာ boomerang ကစားသလိုပါပဲတဲ့ကျွန်တော်တို့ရဲ့အတွေးတွေအလုတ်တွေစကလုံးတွေစတာတွေဟာကျွန်တော်တို့ပြစ်လွတ်လိုက်တဲ့အတိုင်းကျွန်တော်တို့စီကိုအနည်းနဲ့အမြန်ပြန်ရောက်လာပါတယ်တဲ့တကယ်လို့မိတ်ဆွေဟာဒီရိုးရှင်းတဲ့နေရာမှာတရားကိုသဘောပေါက်နားလည်ပြီးဆိုရင်ကိုယ်တိုင်ကိုယ့်ဘဝရဲ့ပျော်ရွှင်မှုကိုဖန်တီးနိုင်တဲ့သူဖြစ်ပါပြီ မိတ်ဆွေတရိယာမှတ်မိနေရမယ့်အရာတခုရှိပါတယ်မိတ်ဆွေရဲ့အတွေ့အကြုံဟာ မိတ်ဆွေစိုက်ပျိုးမဲ့မျိုးစေ့ပါပဲမိတ်ဆွေရဲ့စိတ်ဟာမိတ်ဆွေစိုက်ပျိုးမဲ့မျိုးစေ့အတွက်မြည်စည်လွားပါပဲမိတ်ဆွေရဲ့စိတ်ဟာသူ့အပေါ်မှာဘာအပင်စိုက်မယ်ဆိုတာကိုဂရုမစိုက်ပါဘူးမိတ်ဆွေစိုက်ပျိုးမဲ့မျိုးစေ့တိုင်းကိုအပင်ပေါက်အောင် လုပ်ပေးမှာပဲဖြစ်ပါတယ်မိတ်ဆွေဟာကိုယ့်ရဲ့စိတ်မြည်စည်လွားမှာစားသုံးလို့ရတဲ့တိနှံပင်ကိုစိုက်ပျိုးနိုင်တယ်လို့ပေါင်းပင်ကိုလည်းစိုက်ပျိုးနိုင်ပါတယ် ကြွယ်ဝမှုကိုစိုက်ပျိုးနိုင်တယ်လို့ဆင်းရဲမွဲတွေမှုကိုလည်းစိုက်ပျိုးနိုင်ပါတယ်။မိတ်ဆွေရာပျော်ရွှင်မှုကိုစိုက်ပျိုးနိုင်တယ်လို့တောကပြာပါရတွေကိုလည်းစိုက်ပျိုးနိုင်ပါတယ်။ဘာပင်စိုက်ပျိုးမလဲဆိုတာတော့မိတ်ဆွေအပေါ်မှာပဲမူတည်ပါတယ်။မိတ်ဆွေစိုက်ပျိုးတဲ့အရာကိုမိတ်ဆွေကိုယ်တိုင်ပြန်ရိပ်သိမ်းရမှာဖြစ်ပါတယ်။မိတ်ဆွေဟာမိတ်ဆွေဘဝရဲ့ဖန်တီးသူပါပဲ။ကျွန်တော်ကတော့မိတ်ဆွေရဲ့စိတ်ကူးအိမ်မက်တွေအကောင့်ထဲပေါ်လာအောင်ကူညီပေးရုံတသက်ပဲဖြစ်ပါတယ်။ကျွန်တော်မျှဝေခဲ့တဲ့အကြောင်းအရာတော်တော်များများသည် ျွန်တော်ရဲ့ဘဝမှာလက်တွေ့ကျင့်သုံးပြီးအောင်မြင်ခဲ့တဲ့အရာတွေပဲဖြစ်ပါတယ်ဒီအကြောင်းအရာတွေကမိတ်ဆွေအတွက်အသုံးမဝင်ဘူးဆိုရင်လည်းဘာမှမဖြစ်ပါဘူးမသုံးပါနဲ့ဒီအကြောင်းအရာတွေကိုသိရှိပြီးမိတ်ဆွေဘဝမှာလက်တွေ့အသုံးချသွားလို့မိတ်ဆွေဘဝတိုးတက်ပြောင်းလဲသွားမယ်ဆိုရင်တော့ကျွန်တော်အတိုင်းမသိဝမ်းသာမိမှာပါအခုလိုအားပေးတဲ့အတွက်အရန်ကိုကျေးဇူးတင်ပါတယ်နောက်ကိုလည်းကောင်းမွန်တဲ့အကြောင်းအရာတွေဘဝတိုးတက်စေမယ့်အတွေးခေါ်တွေကိုလည်းညှဝေပေးသွားအောင်ပါအားလုံးကိုကျေးဇူးတင်ပါတယ်